အားလုံးပဲမင်္ဂလာပါရှင် Revory by Monis Channel မှာကြိုဆိုလိုက်ပါတယ် Casper Zoe ရဲ့လူမကြိုက်တာ ခံရတဲ့တတ္တိဆိုတဲ့ဘာသာပြန်စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်လူမကြိုက်တာခံရတဲ့တတ္တိပိုင်း30ဘဝရဲ့မှုသားအထဲကိုကြမသွားပါစေနဲ့အာထပ်ပြီးရှုပ်သွားပြန်ပြီကျွန်တော်ကကျွန်တော်ဘဝပေးတာဝန်တွေကနေထွက်ပြေးနေရကြောင့်အခြားသူတွေကိုရန်သူဖြစ်မြင်နေပြီး သူတို့ကိုရဲဘော်ရဲဘက်အဖြစ်မမြင်နိုင်ဘူးလို့ခမရပြောခဲ့တယ်။ထားပါတော့။ဘာပဲဖြစ်ဖြစ်အဲ့ဟာကဘာလို့ဆိုလိုတာလဲ။ဆိုကြပါစို့။ဥပမာအားဖြင့် ကိုကကြီးဆိုတဲ့လူတယောက်ရှိပြီးသူ့မှာခွင့်လွှတ်ဖို့ရာခက်ခဲတဲ့အပြစ်အနာစာတွေရှိတဲ့အတွက်သူ့ကိုမင်းမကြိုက်ဘူး။ကျွန်တော်မကြိုက်တဲ့လူတွေကိုပြောမယ်ဆိုရင်လူနည်းနည်းလေးတော့ဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့မင်းကိုကကြီးကိုမကြိုက်ရခြင်းကသူ့ရဲ့အပြစ်အနာစာတွေကိုမင်းခွင့်မလွှတ်နိုင်တာကြောင့်မဟုတ်ဘူး။ မင်းမအရင်ကတည်းကကိုကကြီးကိုမကြိုက်ဖို့ရာအတွက်ရည်ရွယ်ချက်ရှိနေပြီးအဲ့ဒီရည်ရွယ်ချက်ပြည့်ဝစေဖို့ရာအတွက်သူ့အပြစ်အနာစာတွေကိုလိုက်ရှာနေမိထားတာဖြစ်တယ်။ဒါအရေးစရာပဲ။ကျွန်တော်ကဘာကြောင့်အဲ့ဒါလိုလုပ်ရမှာလဲ။မင်းကိုကကြီးနဲ့လူမှုဆက်ဆံရေးလုပ်တာတွေကိုရှောင်ရှားနိုင်စေဖို့အတွက်ပေါ့။မဟုတ်တာပဲ။ဒါကလုံးဝမဖြစ်နိုင်တာကြီးပဲဗျာ။ဒါကအစီအစဉ်တွေကိုနောက်ပြန်ဆွဲပြီးပြောနေတဲ့ကိစ္စကြီးဆိုတာတိတာလွန်းနေတာပဲ။ ကျွန်တော်မကြိုက်တာတခုခုသူလုပ်တယ်ဒါကြောင့်ကျွန်တော်ကသူ့ကိုမကြိုက်ဘူးဒီလိုပဲဖြစ်ရမှာပေါ့သူသာကျွန်တော်မကြိုက်တာမဟုတ်ဘူးဆိုရင်ကျွန်တော်မှသူ့ကိုမကြိုက်ဖို့ရဘာအကြောင်းရှိရမှာလဲမဟုတ်ဘူးမင်းမှားနေပြီတယောက်ယောက်နဲ့ချစ်မှုရေးရာဆက်ဆံရေးရှိနေတဲ့လူတစ်ယောက်ကသူနဲ့ပြတ်ဆဲဖို့အတွက်လုပ်တဲ့ဥပမာကိုမင်းပြန်စဉ်းစားကြည့်ရင်ဒီချက်ကိုအလွယ်တကူမြင်နိုင်လိမ့်မယ်ချစ်သူတွေအကြားဒါမှမဟုတ်အိမ်ထောင်ဖက်တွေအကြားမှာဆက်ဆံရေးတွေမှာ အမတ်တစ်ခုကိုရောက်ပြီးတဲ့အချိန်မှာလက်တွဲဖော်ကပြောသမျှလုံးသမျှတွေကိုစိတ်ဆိုးဒေါသထွက်လာတတ်တဲ့အချိန်တစ်ခုရှိရယ်။ဥပမာအားဖြင့် तू ဘလို့ပုံစံနဲ့စားစား तू မကဂယူမဆိုင်တော့ဘူး။ तू အိမ်မှာဘိုဒီဘက်တီနဲ့နေတဲ့ပုံစံကို तू မစိတ်ပြက်လာတယ်။ तू အိမ်ရင်ဟောက်တာကိုတောင်မှတီးမခံနိုင်ဖြစ်လာတယ်။လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတောင်မှအဲ့ဒီကိစ္စတွေဟာ तू မကိုဘာအစိတ်နှောက်ရမှဖြစ်စေခဲ့တာမဟုတ်ဘူး။อืมအဲ့အမျိုးကတော့ဖြစ်လေရှိတာပဲ။ အဲ့လိုမျိုးဘာကြောင့်ခံစားလာရတာလဲဆိုတော့အဆင့်တစ်ခုအရောက်မှာသူမကဒီဆက်ဆံရေးကိုငါအဆုံးသတ်ချင်တယ်ဆိုတော့စိတ်မျိုးဖြစ်လာပြီးအဲ့ဒီဆက်ဆံရေးကိုအဆုံးသတ်လို့ရနိုင်စေမဲ့အချက်တွေကိုလိုက်ပြီးရှာဖွေလာတာကြောင့်ပဲတစ်ဖက်လူကဘာမှအပြောင်းလဲဖြစ်သွားတာမဟုတ်ဘူးပြောင်းလဲသွားတာကသူမရဲ့ယူရဲချက်ပဲဒီမှာလူတွေဟာအဆုံးရောက်တဲ့အထိအတကြီးတဲ့ကြတဲ့သတ္တဝါတွေဖြစ်ပြီးလူတယောက်ရဲ့အပြစ်နာစာနဲ့ချွင်းရင်ချက်တွေကိုလိုချင်သလောက်ရှာဖွေနိုင်စွမ်းရှိကြတဲ့သူတွေဖြစ်တယ် ဘလောက်ပဲပြီးပြည့်စုံတဲ့ကိုကျင့်စရာရှိသူပဲဖြစ်ပါစေသူ့ကိုမကြိုက်ဖို့ရအတွက်အကြောင်းပြချက်တွေကိုအခက်ခဲမရှိပဲရှာဖွေနိုင်စွမ်းရှိကြတယ်အဲ့ဒီအချက်ကကမ္ဘာလောကဟာဘယ်ချိန်မှမဆိုဘေးအန္တရာယ်ထူပြောတဲ့နေရာတစ်ခုဖြစ်သွားနိုင်ရတာလဲဆိုတာရဲ့အကြောင်းရင်းပဲပြီးတော့လူတယောက်ကိုရန်သူဖြစ်အမြဲတမ်းမြင်ကြည့်လို့ရနေတာကလည်းအဲ့ဒီအချက်ကြောင့်ပဲဆိုတော့ကျွန်တော်ဟာကျွန်တော်ဘဝဘေးတာဝန်တွေကိုရှောင်လွှဲဖို့ရာအတွက်အခြားသူတွေရဲ့အပြည့်အနာစာတွေကိုလိုက်ကြည့်နေရပေါ့ အဲ့ဒါလိုလှုပ်ချင်ရချင်းကျွန်တော်ကလူမှုဆက်ဆံရေးတွေကိုရှောင်ရှားနိုင်မယ်ပေါ့ဟုတ်လားပြီးတော့အခြားသောသူတွေကိုရန်သူဖြစ်ရှုမြင်ခြင်းအပြင်ကျွန်တော်ကထွက်ပြေးတင်းချောင်နေရပေါ့အမှန်ပဲဘဝပေးတာဝန်တွေကိုရှောင်ရှားနိုင်ဖို့ရအတွက်မူမမှန်တဲ့အကြောင်းပြချက်တွေနဲ့ရိုးမယ်ဖွဲ့နေတဲ့အတွက်အပြုမူတွေကဖန်တီးတဲ့အခြေအနေကိုအဲ့ဒလာကဘဝရဲ့မှုသားလို့ခေါ်တယ်။ကောက်ပါပြီ။ဟုတ်တယ်။အဲ့ဒါကပြင်းထန်ဆိုးရတဲ့စကားရက်တစ်ခုပါပဲ။ လူတယောက်ကလက်ရှိအခြေအနေတစ်ခုမှာသူ့အပေါ်ကြာနေတဲ့တာဝန်တွေကိုအခြားသူတွေစီကိုလွှဲပြောင်းပေးလိုက်တာပဲ။ရာရာဟာအခြားသူတွေရဲ့အမှားဒါမှမဟုတ်ပတ်ဝန်းကျင်အခြေအနေတစ်ခုရဲ့အမှားပဲလို့ပြောခြင်းအဖြစ်သူဟာသူ့ဘဝပဲတာဝန်တွေကနေထွက်ပြေးနေတာပါ။ဒါဟာရှေ့ပိုင်းတုန်းကငါပြောခဲ့တဲ့ရှက်သွေးပြန်ပြီးမျက်နှာရဲလာမှာကိုစိုးရိမ်နေတဲ့ကောင်မလေးရဲ့ဖြစ်ရတဲ့တစ်ထက်သေးပဲ။လူတယောက်ဟာသူ့ကိုယ်သူလဲလိန်တယ်လို့သူ့ပတ်ဝန်းကျင်ကလူတွေကိုလဲလိန်နေတာဖြစ်တယ် မင်းတည်တည်ချာချာတွေးကြည့်မယ်ဆိုရင်အဲ့ဒါဟာတော်တော်ဆိုးရွားပြင်းထန်တဲ့စကားရက်တစ်ခုပဲဒါပေမဲ့ကျွန်တော်လိမ်နေရလို့ခင်ဗျားဘာကြောင့်ကောက်ချက်ဆွဲနိုင်ရတာလဲကျွန်တော်ပတ်ဝန်းကျင်မှာဘလို့လူမျိုးတွေရှိနေတယ်ဆိုတာဒါမှမဟုတ်ကျွန်တော်ဘလို့ဘဝမျိုးနဲ့ကြုံခဲ့ရတယ်ဆိုတာခင်ဗျားဘာမှမသိဘူးလေမဟုတ်ဘူးလားမှန်တယ်မင်းရဲ့အတိတ်အကြောင်းကိုငါဘာမှမသိပါဘူးမင်းရဲ့ပစ္စုပန်အကြောင်းကိုလည်းမသိဘူးဒါပေမဲ့မင်းကိုရဲ့အကြောင်းကိုလည်းဘာမှမသိပါဘူးငါသိတာကတစ်ခုပဲရှိပါတယ်အဲ့ဒါကဘာလဲ ဲ့ဒါကတော့မင်းရဲ့ဘဝနေထိုင်မှုပုံစံကို ဆုံးဖြတ်သတ်မှတ်နေတာကမင်းကလွဲလို့တခြားဘယ်သူမှမဟုတ်ဘူးဆိုတဲ့အချက်ပါပဲဟာတကယ်လို့မင်းရဲ့ဘဝနေထိုင်မှုပုံစံကိုအခြားသူတွေဒါမှမဟုတ်ပတ်ဝန်းကျင်ကသတ်မှတ်တယ်ဆိုရင်တာဝန်ဝတ္တရားတွေကိုလွှဲပြောင်းပေးလိုက်ဖို့ကတေချာပေါက်ဖြစ်နိုင်လိမ့်မယ်ဒါပေမဲ့ငါတို့ဟာငါတို့ဘဝနေထိုင်မှုပုံစံကိုငါတို့ဟာငါတို့ရွေးချယ်ကြတာပါပဲတာဝန်ဝတ္တရားဟာဘယ်နေရာမှာရှိတယ်ဆိုတာက ရှင်းလင်းသိတာပါတယ် ခမရကကျွန်တော်ကိုပြစ်တင်ရှုံချနေတာပဲလူတွေကိုလူလိန်တွေငကြောက်တွေလို့ပြောတယ်ပြီးတော့လူတိုင်းဟာကျွန်တော်တာဝန်ဝတ်တရားလို့ပြောပြန်တယ်မင်းတစ်ခုခုကိုဥတီကြီးဖို့ရာအတွက်ဒေါသရဲ့စွမ်းအားကိုမသုံးရဘူးဒါကအင်မတန်အရေးကြီးတဲ့အချက်ပဲအဲ့ဒလာဟာဘဝပေးတာဝန်တွေဒါမှမဟုတ်ဘဝရဲ့မှုသားတွေကိုကောင်းမှုမကောင်းမှုဆိုတဲ့ရှူထောင့်ကနေဘယ်တော့မှမဆွေးနွေးခဲ့ဘူးဘူး အဲ့ဟာငါတို့ဆွေးနွေးတဲ့နဲ့ကျင့်ဝတ်လည်းမဟုတ်သလိုကောင်းမှုမကောင်းမှုလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဟာကတတိနဲ့ဆိုင်တဲ့ပြဿနာပဲလာပြန်ပြီဒီတတိဟုတ်တယ်မင်းဟာမင်းရဲ့ဘဝတာဝန်တွေကိုရှောင်ရှားပြီးဘဝရဲ့မှုသားတွေကိုဖတ်တွယ်ထားရင်တောင်မှအဲ့ဟာကမင်းဟာမကောင်းမှုတွေနေဝင်နေတယ်လို့ပြောလို့မရပါဘူးဒါဟာကိုကျင့်တရားဆိုင်ရာရှုထောင့်ကနေပြစ်တင်ရှုံချတာမျိုးမဟုတ်ဘူးဒါဟာတတိနဲ့ဆိုင်တဲ့ပြဿနာတစ်ခုသားပါပဲ။ ပိုင်ဆိုင်မှုစိတ်ပညာမှသည် အသုံးပြုမှုစိတ်ပညာစီတို့ဆိုတော့နောက်ဆုံးမှာခမ ्या ပြောချင်တာကတတိအကြောင်းပဲပေါ့အဲ့ဒါကခမ ्या ကျွန်တော်ကိုပြောခဲ့တဲ့အဲ့ဒလာစိတ်ပညာဟာတတိနဲ့ဆိုင်တဲ့စိတ်ပညာဖြစ်တယ်ဆိုတဲ့ဇာတ်ကိုသွားအမှတ်ရမိစေတယ်အဲ့ဒီဇာတ်မှာငါထပ်ဖြည့်ချင်တာလေးရှိတယ်အဲ့ဒလာစိတ်ပညာဟာပိုင်ဆိုင်မှုစိတ်ပညာမဟုတ်ပဲအသုံးပြုမှုစိတ်ပညာဖြစ်တယ်ဆိုတဲ့အချက်ပဲ ဆိုတော့လူတယောက်ဘာတွေနဲ့မွေးဖွားလာတာကအကြောင်းမဟုတ်ဘူးအဲ့ဒါတွေကိုဘလို့အသုံးပြုမလဲဆိုတာကမှအကြောင်းလို့ပြောရမလားမှန်တယ်အဲ့ဒါကိုမှတ်ရပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် fry ရဲ့အကြောင်းကနေအကျိုးဖြစ်ဆိုတဲ့အယူဆကပိုင်ဆိုင်မှုစိတ်ပညာဖြစ်တယ်အဲ့ဒီအယူဆကနောက်ဆုံးမှာကြတန်းခံဝါဒစီကိုရောက်သွားလိမ့်မယ်ခြားတစ်ဖက်ကအဲ့ဒါလားစိတ်ပညာကတော့အသုံးပြုမှုစိတ်ပညာပဲပြီးတော့အဲ့ဒီအယူဆရဆုံးဖြတ်ရမယ့်သူဟာမင်းမဲဖြစ်တယ် ဲ့ဒါလားစိတ်ပညာဟာတတိနဲ့ဆိုင်တဲ့စိတ်ပညာဖြစ်တယ်ပြီးတော့တစ်ချိန်ထဲမှာပဲအဲ့ဒါကအသုံးပြုမှုစိတ်ပညာလည်းဖြစ်တယ်ငါတို့လူသားတွေဆိုတာကအကြောင်းကနေကြိုးဖြစ်ဝါဒကနေဖွဲ့တီလာတဲ့စိတ်ဓာရတွေကိုခံစားရလောက်အောင်အထိမပြောညံ့ကြပါဘူးအကျိုးအတွက်ဖန်တီးလိုက်တော့အကြောင်းအယူဆဘက်ကနေကြည့်မယ်ဆိုရင်ငါတို့ဟာငါတို့ဟာငါတို့ဘဝတွေနဲ့ဘဝနေထိုင်မှုပုံစံတွေကိုငါတို့ကိုယ်တိုင်ပဲရွေးချယ်ထားကြတာပါငါတို့မှာအဲ့ဒါလိုလုပ်ဖို့အတွက်စွမ်းအားတွေရှိပါတယ် ဒါပေမဲ့ရိုးရိုးသားသားပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အငုံစိတ်ကိုကြော်လွားဖို့ရာအတွက်ကျွန်တော်မှာကိုကိုကိုယုံကြည်စိတ်ချမှုရှိဘူးပြီးတော့ဒါဟာဘဝရဲ့မှုသားတစ်ခုလို့ခင်ဗျားကပြောလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဟာအငုံစိတ်ကြီးကိုချိုးဖြတ်ပြီးဘယ်တော့မှလွတ်မြောက်နိုင်မဲ့ပုံမရှိဘူးဘာလို့အဲ့ဒါလိုလုပ်နိုင်မှာမဟုတ်ဘူးလို့မင်းထင်နေရတာလဲခင်ဗျားပြောတာကမှန်ကောင်းမှန်ပါလိမ့်မယ်တကယ်တမ်းတော့ကျွန်တော်မှာတကယ်ရော့ပါနေတာကတတိဆိုတာကတေချာပေါက်ဟုတ်ပါလိမ့်မယ်ဘဝရဲ့မှုသားတွေကိုကျွန်တော်ဖတ်တွေ့နေရဆိုတာကိုလည်းကျွန်တော်လက်ခံနိုင်ပါတယ် ကျွန်တော်လူတွေနဲ့ဆက်ဆံရမှာကြောက်နေတယ်လူမှုဆက်ဆံရေးမှာကျွန်တော်နာကျင်ခံစားရမှာမျိုးမလို့ခြင်းမူပြီးတော့ကျွန်တော်ဘဝဘေးတာဝန်တွေကိုလည်းကျွန်တော်ရှောင်ဖယ်ခြင်းနဲ့ဒါကြောင့်ပဲကျွန်တော်မှာအဲ့ဒီစင်ကြေတွေအကုန်လုံးအစင်သင်ရှိနေရပေါ့ဟုတ်တယ်ကျွန်တော်ဟာခမည်းပြောတဲ့အတိုင်းအတိအကျဖြစ်နေတာပါပဲဒါပေမဲ့ခမည်းပြောနေတာကနန်ဓမ္မရေးရဝါဒအမျိုးအစားတစ်ခုလားမြတ်တကယ်တမ်းပြောသမ ्या ကမင်းဟာတတိပြောက်ဆုံးနေတယ်မင်းရဲ့တတိကိုမင်းထူထောင်ရမယ်ဆိုတာပဲ ။ဒါကခမည်းရဲ့ပခုံးလေးကိုပုတ်ပြီးတက်တက်ကြွကြွနေစမ်းမှာကွာလို့ပြောလိုက်ခြင်းအဖြစ်ခမည်းကိုအကြံကောင်းပေးနေတယ်လို့ထင်မြင်ယူဆနေတဲ့ဦးကြောင်ကြောင်စိတ်ခွန်အားမြင့်တင်ရေးဆရာတွေနဲ့ဘာမှမထူပါဘူး။ကျွန်တော်ဘာမှကောင်းကောင်းမလုပ်နိုင်ရခြင်းအကြောင်းရင်းကကျွန်တော်တက်တက်ကြွကြွမနေနိုင်လို့ပဲ။ဆိုတော့မင်းအနေနဲ့ငါကမင်းကိုတီးကြတဲ့လှုပ်ဆောင်စရာအစင်စင်ကိုအကြံပေးစေချင်တယ်ပေါ့။ဟုတ်တယ်အမှန်ပဲ။ကျွန်တော်ကလူသားတစ်ယောက်ပါဆက်ရန်နေရတာကမဟုတ်ဘူး။ကျွန်တော်ကိုတက်သိရှိဖို့ခမည်းကပြောတယ် ါပေမဲ့ကျွန်တော်ဟာဆက်တစ်ခုတည်းကိုစီဖြည့်လိုက်တယ်လို့မျိုးတက်တီကိုကျွန်တော်ကိုယ်တည်းဂွက်ခနဲ့ဖြည့်သွင်းလိုက်လို့မရဘူးလေ။ကောင်းပြီ။ဒါပေမဲ့ဒီညတော့ငါတို့အတော်လေးနောက်ကျနေပြီ။ဆိုတော့အဲ့ဒါကိုနောက်တရက်ကျမှပြောကြတာပေါ့။ခမရအဲ့ဒီကနေရှောင်ပြေးခြင်းလို့လား။မဟုတ်ရပါဘူးကွာ။နောက်တစ်ချိန်မှငါတို့လွတ်လပ်မှုကြောင့်ဆွေးနွေးဖြစ်ကြလိမ့်မယ်။တက်တီကြောင့်မဟုတ်တော့ဘူးပေါ့။အင်းဟုတ်တယ်။လွတ်လပ်မှုကြောင့်ဆွေးနွေးဖြစ်လိမ့်မယ်။လွတ်လပ်မှုကတက်တီကြောင့်ပြောတဲ့နေရာမှာအဓိကကြတယ်။ လွတ်လပ်မှုဟာဘာလို့ထင်တယ်လဲဆိုတော့မင်းထင်မြင်ချက်လေးတွေစဉ်းစားခဲ့စမ်းပါလွတ်လပ်မှုဆိုတာဘာလဲကောင်းပြီနောက်တစ်ချိန်တွေ့ဖို့မျှော်လင့်နေပါမယ်တတိယညတခြားသူတွေရဲ့တာဝန်တွေကိုစွန့်ပစ်လိုက်ပါစိတ်မိတ်သီးခံပြီးနေနေရတဲ့ရက်သက်သက်ပတ်အနေငယ်ကြာပြီးတဲ့နောက်မှာတော့လူငယ်ဟာဒသနာပညာရှင်ရဲ့စာကြည့်ခန်းစီကိုပြန်ရောက်လာပါတယ်လွတ်လပ်မှုဆိုတာဘာလဲလူတွေဟာဘာကြောင့်မလွတ်လပ်နိုင်ကြတာလဲငါဟာဘာကြောင့်မလွတ်လပ်နိုင်တာလဲ ငါ့ကိုအဟန့်တားပြုနေတဲ့အရာတွေရဲ့စစ်မှန်တဲ့သဘာဝကဘာလဲစတဲ့သူ့ကိုလေးလာဖို့ပေးလိုက်တဲ့အကြောင်းအရာတွေဟာသူ့အတွက်လေးလံလွန်းနေပါတယ်ဒါပေမဲ့သူ့အတွက်ကျင်းနဲ့လောက်တဲ့အဖြေကိုရှာဖွေဖို့မဖြစ်နိုင်တဲ့ပုံပေါက်နေပါတယ်အဲအရေးအကြောင်းကိုပိုစဉ်းစားလေးလေးလူငယ်လေးဟာသူ့ရဲ့ကိုယ်ပိုင်မလွတ်မလပ်ဖြစ်နေမှုကိုသတိပြုမိလာလေးလေးဖြစ်နေပါတယ်အတိအမှတ်ပြုခံလို့တဲ့စိတ်ဆန္ဒကိုဖယ်ရှားပြစ်ပါဆိုတော့ဒီနေ့လွတ်လပ်မှုကြောင့်ဆွေးနွေးမယ်လို့ခင်ဗျားပြောခဲ့တယ်နော် ဟုတ်တယ်လွတ်လပ်မှုဆိုတာဘာလဲလို့စဉ်းစားဖို့ရမင်းအချိန်ရခဲ့ရဲ့လားဟုတ်ကဲ့အဲ့ဒီအကြောင်းကိုကျွန်တော်အချိန်ယူပြီးစဉ်းစားတွေးတောခဲ့တယ်ဆိုတော့မင်းကောက်ချက်တစ်ခုခုများချနိုင်ခဲ့သလားကောင်းပြီကျွန်တော်ဘာအဖြစ်မှမထုတ်နိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တခုတော့ရှာတွေးခဲ့တယ်အဲ့ဒါကကျွန်တော်ကိုယ်ပိုင် တွေးမြင်တော့မဟုတ်ပါဘူးတခါတော့ကကျွန်တော်စာကြည့်လိုက်မှာ Dov to Yesky ရဲ့ဝိတုတပုတ်ထဲကစာတစ်ကြောင်းတစ်ခုကိုဖတ်ခဲ့ဘူးတယ်ပတ်စံဆိုတာသွန်းလုတ်ထားတဲ့လွတ်လပ်မှုပဲတဲ့ အဲ့ဒါကိုခင်ဗျားဘယ်လိုထင်လဲသုံးလုံထားတဲ့လွတ်လပ်မှုဆိုတာကအတော်လေးစမ်းသစ်တဲ့ဝါရတခုမဟုတ်လားဒါပေမဲ့ပိုက်ဆံလို့ခေါ်တဲ့အရာရဲ့တကယ်အရင်မြင့်အနက်အဓိပ္ပာယ်အထိရောက်အောင်ဖော်ပြပေးနိုင်တဲ့စာသားကိုရှာဖွေတွေ့ရှိဖို့ကျွန်တော်အတော်လေးစိတ်ဝင်စားမိတယ်ဟုတ်ပြီတေးကြတာပေါ့တယောက်ယောက်ကပတ်စံနဲ့ယူဆောင်လို့ရနိုင်တဲ့အရာရဲ့အင်မတန်ရေပူရကြတဲ့အဓိပ္ပာယ်နဲ့ပြောမယ်ဆိုရင်တော့အဲ့ဒါကိုလွတ်လပ်မှုလို့ပြောကောင်းပြောနိုင်တာပေါ့အဲ့ဒါကအစောတလင်ကောက်ချက်ချမှုတစ်ခုပေါ့ ဒါပေမဲ့ဒါကြောင့်လွတ်လပ်မှုဟာပတ်စံဖြစ်တယ်ဆိုတာကိုမင်းအခုထိလက်မခံနိုင်သေးဘူးဟုတ်တယ်မဟုတ်လားခမပြောတာလုံးဝမှန်ပါတယ်လွတ်လပ်မှုဆိုတာကိုငွေကြေးပတ်စံအားဖြင့်ရနိုင်တဲ့ပုံပါပဲပြီးတော့လွတ်လပ်မှုဆိုတာဟာကျွန်တော်တို့စိတ်ကူးနိုင်တာထက်ကိုပိုပြီးတေချာပေါက်ကြီးကျယ်ခမ်းနားပါတယ်။ဘာကြောင့်လဲဆိုတော့လက်တွေးဘဝမှာဘဝရဲ့လိုအပ်ချက်မှန်သမျှဟာငွေကြေးနဲ့ရောင်းချဝယ်ယူမှုတွေကနေတဆင့်ပဲရရှိလာကြတာဖြစ်တယ်။ဆိုတော့ ငွေကြေးကိုရအောင်ကြိုးပမ်းရှာဖွေပြီးကြီးမားတဲ့ဒဏ္ဍာဥစ္စာတွေကိုပိုင်ဆိုင်လာတဲ့အခါမှာအဲ့ဒီလူဟာလွတ်လပ်သွားရောလားအဲ့ဒီကိစ္စကိုကျွန်တော်လက်မခံနိုင်ဘူးအဲ့ဒါကအတိတ်ပဲမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်ပြီးတော့လူသားတန်ဖိုးနဲ့လူပျော်ရွှင်မှုတွေဟာပတ်စံနဲ့ဝယ်ယူလို့မရနိုင်ဘူးကောင်းပြီအခုလက်ရှိအချိန်မှာမင်းဗန္ဒာရေးလွတ်လပ်မှုရသွားပြီဆိုကြပါစို့ပြီးတော့မင်းမှာကြီးမားတဲ့ဥစ္စာဒဏ္ဍာတွေကိုလည်းပိုင်ဆိုင်နေပြီဒါပေမဲ့မင်းပျော်ရွှင်မှုကိုရှာမတွေ့ဘူး အဲ့ဒီချိန်မင်းမှာဘလို့ပြဿနာတွေနဲ့အကြက်အတဲအခက်အခဲတွေကြံ့နေအောင်မလဲအဲ့ဒါဆိုရင်တော့ခမည်းပြောခဲ့တဲ့လူလူချင်းဆက်ဆံရေးတွေပဲဖြစ်မှာပေါ့အဲ့ဒီကိစ္စကိုကျွန်တော်လေးလေးလတ်လတ်စဉ်းစားခဲ့တယ်ဥမာအားဖြင့်ခမည်းဟာဒနာဥစ္စာကြွယ်ဝချမ်းသာနေပေမဲ့ခမည်းကိုချစ်ခင်မြတ်နိုးတဲ့သူတယောက်မှမရှိခဲ့ဘူးရဲဘော်ရဲဘက်လို့ခေါ်ရမယ့်တငယ်ချင်းတယောက်မှမရှိဘူးတယောက်မှခမည်းကိုမကြိုက်နှစ်သက်ကြဘူးစတာတွေဖြစ်လိမ့်မယ်ဒါဟာကြီးမားတဲ့ကြမ္မာဆိုးပဲကျွန်တော်ခေါင်းထဲကထုတ်လို့မရတဲ့နောက်အရာတစ်ခုကတော့ တွေ့ညိနှောင်ဖွဲ့မှုဆိုတဲ့စကားလုံးပဲကျွန်တော်တို့အားလုံးဟာတွေ့ညိနှောင်ဖွဲ့မှုလို့ကျွန်တော်တို့ခေါ်တဲ့ဒီကျိုးမြင်တွေကြားမှာရစ်ပတ်နှောင်ဖွဲ့မိပြီးလူးလွန်နာကျင်နေကြရတယ်ဥပမာအားဖြင့်ခမားလုံးဝဂူးမဆိုင်တဲ့လူတယောက်ပေါ်တွေ့ညိမိနေတာဒါမှမဟုတ်ခမားရဲ့စိတ်ပျက်စရာကောင်းတဲ့အထက်လူကြီးရဲ့စိတ်ခံစားမှုအပြောင်းလဲတွေကိုအမြဲစောင့်ကြည့်နေရတာမျိုးပေါ့စိတ်ကူးကြည့်ပါအဲ့ဒါလို့မပြောပါလောက်တဲ့လူလူချင်းဆက်ဆံရေးကနေလွတ်မြောက်နိုင်မယ်ဆိုရင်ရရဟာကျွန်တော်တို့အတွက်ဘလောက်လွယ်ကူသွားမလဲဆိုတာကိုဒါပေမဲ့ အဲ့ဒါကိုပဲသူမှတကယ်မလုံနိုင်ကြပါဘူးကျွန်တော်တို့ဘဲကိုပဲသွားသွားကျွန်တော်တို့ဟာအခြားသောသူတွေရဲ့ဝင်းရံလွှမ်းခြုံထားတာကိုခံနေကြရတာပါပဲကျွန်တော်တို့ဟာလူမှုရေးတပ်တော်တွေပဲအခြားသူတွေနဲ့ဆက်ဆံခြင်းအပြင်တည်ရှိနေကြတဲ့သူတွေကျွန်တော်တို့ဘလောက်ပဲစူးစမ်းစူးစမ်းကျွန်တော်တို့ရဲ့လူလူချင်းဆက်ဆံရေးဆိုတဲ့ခိုင်မြဲတဲ့ကြိုးရည်စီကနေမလွတ်မြောက်နိုင်ကြဘူးအဲ့ဒါလားပြောခဲ့တဲ့ပြဿနာအလုံးဟာလူလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာတွေကြီးပါပဲဆိုတဲ့စကားဟာ အတော်ပညာပါတဲ့စကားပဲဆိုတာကျွန်တော်အခုနားလည်ပါပြီ။အဲ့ဒါကအရေးကြီးတဲ့အချက်ပဲ။နည်းနည်းပုံနဲ့အောင်တူးဆွကြည့်လိုက်ကြရအောင်။ငါတို့ရဲ့လွတ်လပ်မှုကိုငါတို့စီကနေလူယူသွားတဲ့လူလူချင်းဆက်ဆံရေးဆိုတာကဘလို့ဟာမျိုးဖြစ်မလဲ။နောက်ဆုံးတစ်ချိန်တုန်းကလူတယောက်ဟာအခြားသူတွေကိုရန်သူလို့ရှုမြင်မလား၊ရဲဘော်ရဲဘက်တွေလို့ရှုမြင်မလားဆိုပြီးခင်ဗျားပြောခဲ့တယ်။လူတယောက်ဟာအခြားသူတွေကိုရဲဘော်ရဲဘက်တွေလို့ရှုမြင်နိုင်လာပြီဆိုရင် သူ့ရဲ့လောကကိုရှုမြင်ပုံဟာလည်းပဲပြောင်းလဲလာလိမ့်မယ်လို့ခင်ဗျားပြောခဲ့တယ်။အဲ့ဒါကလုံးဝအထိပယ်ရှိရယ်။ကျွန်တော်ဒီကနေထွက်သွားခဲ့တော့ကကျွန်တော်အဲ့ဒါဟာမှန်တယ်လို့ခံစားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာဘာဖြစ်မှာလဲ။အဲ့ဒီကိစ္စကိုကျွန်တော်ဂယုတစိုက်တွေးတောခဲ့တယ်။လုံးဝပြည့်စုံအောင် ရှင်းပြလို့မရတဲ့လူလူချင်းဆက်ဆံရေးရဲ့အချင်းအရာတွေရှိနေတယ်ဆိုတာကျွန်တော်သတိပြုမိခဲ့တယ်။ဘလို့ဟာမျိုးတွေဖြစ်မလဲ။အတိတ်အထင်ရှားဆုံးတစ်ခုကတော့မိဘတွေရဲ့တီရှိမှုပဲ ကျွန်တော်မိဘတွေကိုတော့ရန်သူတွေလို့ဘယ်တော့မှရှုမြင်ကြည့်လို့မရခဲ့ဘူးအထူးသဖြင့်ကျွန်တော်ကလေးငယ်ဘဝမှာသူတို့ဟာကျွန်တော်ရဲ့ကြီးမြတ်တဲ့ဆောက်ရှောက်သူတွေဖြစ်ကြပြီးကျွန်တော်ကိုအကာအကွယ်ပေးကာပြိုးထောင်ခဲ့ကြသူတွေဖြစ်တဲ့အဲ့အရာတွေကြောင့်သူတို့ကိုကျွန်တော်ယူသားစွာကျေးဇူးတင်မိပါတယ်ဒါပေမဲ့ကျွန်တော်မိဘတွေဟာတင်းကျပ်တဲ့သူတွေလည်းဖြစ်ကြတယ်အဲ့ဒီကြောင့်ကျွန်တော်ခင်ဗျားကိုအရင်တစ်ချိန်ကပြောပြခဲ့ဘူးပါတယ်သူတို့ဟာကျွန်တော်ကိုကျွန်တော်အကူနဲ့အမြဲနှိုင်းရှင်နေကြပြီးကျွန်တော်ကိုအတိမတ်ပြုဖို့အမြဲညှင်းဆန်ခဲ့ကြတယ် ပြီးတော့သူတို့ဟာကျွန်တော်ဘဝကိုအဆက်မပြတ်ဝေဖန်ပြောဆိုကြတယ်ကျွန်တော်စာကိုပို့စူးစမ်းတင်တယ်ဟိုလိုလူဒီလိုလူတွေနဲ့မပေါင်းတင်ဘူးဟိုတက်ကတော်ကိုတက်တင်တယ်ဒီလိုအလုပ်မျိုးလုပ်တင်တယ်စသဖြင့်ပေါ့သူတို့ရဲ့တောင်းဆိုမှုတွေဟာကျွန်တော်အပေါ်မှာဖိအားကြီးကြီးမားမားဖြစ်စေပြီးကျွန်တော်ကိုနှောင်ဖွဲ့တွယ်ညှိမှုတွေဖြစ်စေခဲ့တယ်။အဲ့တော့မင်းဘာဘာလုပ်လိုက်သလဲ။ကျွန်တော်တက္ကသိုလ်စတက်တဲ့အထိအဲ့ဒါလိုအမြဲဖြစ်နေတာပဲ ကျွန်တော်မိဘတွေရဲ့ရည်ရွယ်ချက်တွေကိုကျွန်တော်ဘယ်တော့မှနှစ်လူမရှိနိုင်ခဲ့ပါဘူးကျွန်တော်စိတ်ရှုံနေခဲ့တယ်အဲ့ဒါကနှစ်လူပွဲလည်းမကောင်းဘူးအရေးကြီးတဲ့အချက်ကကျွန်တော်ဆန္ဒတွေဟာကျွန်တော်မိဘတွေရဲ့ဆန္ဒတွေနဲ့တစ်ထက်တည်းကြားသလိုဖြစ်ပုံရနေတာပဲဒါပေမဲ့လည်းကျွန်တော်လုပ်ရမယ့်အလုပ်ကိုတော့ကျွန်တော်ဟာကျွန်တော်ပဲရွေးခဲ့ပါတယ်အခုတော့မင်းဒီအကြောင်းတွေထုတ်ပြောလာပြီပေါ့အရင်ကငါ့ကိုမင်းမပြောခဲ့ဘူးမင်းဘာလုပ်လို့တလဲအခုကျွန်တော်တက္ကသိုလ်စာကြည့်တိုင်းမှာစာကြည့်တိုင်းမှုအဖြစ်လုပ်နေပါတယ် ကျွန်တော်မိဘတွေကကျွန်တော်ကိုအဖေရဲ့ပုံနှိပ်ဆက်ကိုလွှဲယူပြီးဦးစီးစေခြင်းကြတယ်။ကျွန်တော်ကိုလှုပ်တယ်လို့မျိုးပေါ့။အဲဒါကြောင့်မဲကျွန်တော်အခုအလုပ်ကိုစလုပ်တဲ့အချိန်ကစလုပ်တဲ့အချိန်ကလေးကကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာအဖူအထစ်လေးတွေဖြစ်သွားခဲ့တယ်။သူတို့ဟာကျွန်တော်မိဘတွေမဟုတ်ပဲကျွန်တော်ရန်သူတွေသာဖြစ်နေမယ်ဆိုရင်အဲဒါကိုကျွန်တော်ဘယ်လို့မှသဘောထားမှာမဟုတ်ပါဘူး။အားကြောင့်လဲဆိုတော့ကျွန်တော်ကိုဝင်ပြီးတော့ဟိုဟာလောက်ပါဒီဟာလောက်ပါပြောနေတဲ့သူတွေကကျွန်တော်ရန်သူတွေတာဖြစ်နေခဲ့ရင်သူတို့ပြောတာတွေကိုကျွန်တော်လှစ်လျူရှုပ်ပြစ်ထားမှာမို့လို့ပဲဒါပေမဲ့ ကျွန်တော်ပြောခဲ့တယ်လို့ပဲမိဘတွေဆိုတာကကြတော့ရန်သူတွေမဟုတ်ဘူးလေသူတို့ဟာတခြားကိစ္စမှာကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေနောက်ဆုံးမှာတော့သူတို့ကိုကျွန်တော်ရန်သူတွေလို့ဘယ်လို့မှမခေါ်နိုင်ပါဘူးအဲ့ဒါဟာသူတို့ရဲ့ရီမန်းချက်တွေကိုလစ်လျူရှုပြလို့မရနိုင်လောက်နီးကပ်လွန်းတဲ့ဆက်ဆံရေးကြောင်းပါပဲမင်းဘယ်တက်ကတူကိုတက်မလဲလို့ရွေးတဲ့အချိန်မှာရောအဲ့ဒါကမင်းမိဘတွေရဲ့ဆန္ဒနဲ့ကိုက်ညီရလားအဲ့ဒီအချိန်တုန်းကရောမိဘတွေနဲ့ပတ်သက်ပြီးဘလို့စိတ်ခံစားချက်ဖြစ်ခဲ့သေးလဲ အဲ့ဒါကရှုပ်ထွေးတယ်ကျွန်တော်ခါးသီးတဲ့ခံစားချက်တွေဖြစ်ခဲ့တယ်တစ်ဖက်မှာလည်းစိတ်သက်သာရရတဲ့ခံစားမှုလေးကနေရှိနေပြန်တယ်ဖျားသီလားကျွန်တော်ရွေးချယ်လိုက်တဲ့အကြောင်းကိုသူတို့နားလည်မှုရှိရှိနဲ့လက်ခံအတိမတ်ပြုပေးစေခြင်းနဲ့စိတ်ရှိခဲ့တယ်သူတို့မင်းကိုအတိမတ်ပြုအောင်မင်းလုပ်နိုင်ခဲ့သလားမင်းကလည်းဗျာနှက်ချောင်းပေးမိကုန်းတွေမင်းနေတာတော်ကြပါစို့ကျွန်တော်ဘာကိုယူရပြောနေတာလဲဆိုတာခင်ဗျားသိမယ်ဆိုတာကျွန်တော်သိတယ်အဲ့ဒါကအတိမတ်ပြုခံလို့တဲ့ဆန္ဒလို့ခေါ်တဲ့အရာပဲ ဆုံးသက်မှာတော့အဲ့ဒါလေလူလူချင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ပြဿနာပဲကျွန်တော်တို့လူသားတွေဆိုတာကခြားသူတွေရဲ့အတိမတ်ပြမှုကိုအစင်မပြတ်လိုအပ်နေတဲ့သတ္တဝါတွေပဲအဲ့ဒါကဘာကြောင့်လဲဆိုတော့သူအတိမတ်ပြမှုလိုချင်နေတဲ့တစ်ဖက်လူဟာသူ့ကိုယွန်းချဆက်ဆုံနေတဲ့ရန်သူတယောက်မဟုတ်လို့ပဲမဟုတ်ဘူးလားကျွန်တော်ဟာကျွန်တော်မိဘတွေရဲ့အတိမတ်ပြမှုကိုလိုချင်ပါတယ်อืมနားလည်ပါပြီအဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့အဲ့ဒလာစိတ်ပညာရဲ့အဓိကအဆိုအကြောင်းပြောကြရအောင်အဲ့ဒလာစိတ်ပညာက ခြားသူတွေရဲ့အတိမတ်ပြမှုကိုရှာဖွေဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုညင်းဆိုတယ်။အဲ့ဒါလားစိတ်ပညာကအတိမတ်ပြခံလို့တဲ့ဆန္ဒကိုညင်းပယ်တယ်ဟုတ်လား။အခြားသူတွေကအတိမတ်ပြဖို့ဘာမှမလိုအပ်ပါဘူး။တကယ်တမ်းမှာလူတစ်ယောက်ဟာအတိမတ်ပြမှုကိုမရှာဖွေရဘူး။အဲ့ဒီကိစ္စကို အကျယ်ချဲ့နေစရာမလိုပါဘူး။မဟုတ်တာဗျာ။အဲ့ဒီစိတ်ဆန္ဒဟာလူသားအလုံးကိုတွန်းအားပေးနေတဲ့အခြေခံကြဆုံးစိတ်ဆန္ဒတခုမဟုတ်ဘူးလားဗျာ။ တခြားလူတွေရဲ့မျောလင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာအတွက်ရှင်သန်နေရတာမျိုးမဖြစ်ပါစေနဲ့တခြားလူတွေရဲ့အတိမတ်ပြုခံရတာဟာတေချာပေါက်ပျော်စရာကောင်းတာပေါ့ဒါပေမဲ့တခြားသူတွေရဲ့အတိမတ်ပြုခံရမှုဟာလုံးဝလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ပြောမယ်ဆိုရင်တော့အဲ့ဒါကိုမှားတယ်လို့ပြောရမယ်အတိမတ်ပြုမှုကိုအရေးအကြီးဆုံးအရာဖြစ်ပထမနေရာမှာဘာကိစ္စနဲ့ထားရမှာလဲဒါမှမဟုတ်ဝင်းဝင်းပဲပြောရရင်ဒုတိယကတခြားသူတွေရဲ့ချီးမွမ်းထောပနာပြုတာကိုဘာကြောင့်လိုချင်ရမှာလဲ ရိုးရိုးလေးပါတခြားသူတွေရဲ့အတိမတ်ပြုမှုကိုခံရတဲ့အခါကျွန်တော်တို့ဟာတံမိုးတစ်ခုခုရှိသွားတယ်လို့ခံစားရတယ်လေ။တခြားသူတွေရဲ့အတိမတ်ပြုမှုကြောင့်ကိုယ့်ရဲ့နှိမ်ပါတယ်ဆိုတဲ့ခံစားချက်တွေလွင့်ပြောက်သွားနိုင်တယ်လေ။ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွားလာနိုင်တယ်။ဟုတ်တယ်အဲ့ဒါကတံမိုးနဲ့ဆိုင်တဲ့ကိစ္စပဲ။ရင်းတစ်ချိန်တုန်းကနှိမ်ပါတယ်ဆိုတဲ့ခံစားချက်ဟာတံမိုးကိုဆုံးဖြတ်သတ်မှတ်မှုနဲ့ဆိုင်တဲ့ပြဿနာဖြစ်တယ်လို့ခင်ဗျားပြောခဲ့ဘူးလေလို့ကျွန်တော်ထင်တယ်။ကျွန်တော်နှိမ်ကြတယ်ဆိုတဲ့ခံစားချက်တွေနဲ့ဘဝတစ်လျှောက်လုံးနေထိုင်လာခဲ့ရတာဟာ ျွန်တော်မိဘတွေရဲ့အတိမဲ့ပြုမှုကိုဘယ်တော့မှမရခဲ့ဘူးလို့ပဲကဲအခုပို့ပြီးရင်းနှီးကျွမ်းဝင်မှုရှိတဲ့အခြေအနေတခုကိုစဉ်းစားကြည့်ကြရအောင်မင်းရဲ့အလုပ်မှာမင်းဟာမှိုက်တွေကိုလိုက်ကောက်သိမ်းနေတယ်ဆိုကြပါစို့ပြဿနာကအဲ့ဟာကိုဘယ်သူမှတတိမဲ့ပြုမိကြဘူးဒါမှမဟုတ်သူတို့မြင်ကြပေမဲ့လည်းမင်းလုံနေတာတွေအတွက်မင်းကိုချီးမွမ်းဂုဏ်ပြုတာမလုပ်ကြဘူးဒါမှမဟုတ်ကျေးဇူးတင်စကားတခွန်းတလေတောင်မှမပြောကြဘူးဆိုတော့နောက်ပိုင်းမှာမင်းအမှိုက်ကောက်သိမ်းတဲ့အလုပ်ကိုဆက်လုပ်အောင်မလား ဒါကခက်ခဲတဲ့အနေအထားတစ်ခုပဲကျွန်တော်လုပ်နေတာကိုဘယ်သူမှအတိအမှန်မပြုဘူးဆိုရင်ကျွန်တော်အဲ့ဒီအလုပ်ကိုရက်ပစ်လိုက်ရက်ပစ်လိုက်မိလိမ့်မယ်ထင်တယ်။ကဲဘာကြောင့်လဲပြောပါဦး။အမိုက်ကောက်တယ်ဆိုတာလူတိုင်းအတွက်ပါ။ကျွန်တော်အင်ဂျီလက်ကိုပင့်ခောက်ပြီးအဲ့ဒီအလုပ်ကိုလုပ်တယ်။ဒါပေမဲ့ဘယ်သူကမှကျေးဇူးတင်စကားမပြောကြဘူး။အဲ့ဒီအချိန်မှာကျွန်တော်စိတ်အားထက်သန်မှုတွေပျောက်ဆုံးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒါကအတိအမှန်ပြုခံလို့တဲ့စိတ်ဆန္ဒရဲ့အန္တရာယ်ပဲ။ လူတွေအခြားသူတွေရဲ့အတိမတ်ပြမှုကိုဘာကြောင့်ရှောက်ဖွေကြတာလဲကိစ္စတော်တော်များများမှာအဲ့ဒါလို့ဘာကြောင့်ဖြစ်ရသလဲဆိုတော့ကစုပေးတံပေးပညာရေးစနစ်ရဲ့လွှမ်းမိုးမှုကြောင့်ပဲစုပေးတံပေးပညာရေးစနစ်ဟုတ်လားတရားရောက်ကသတ်မှတ်ထားတဲ့အတိုင်းလှုပ်လိုက်ရင်ချီးမွမ်းထောပနာပြုတာကိုခံရလိမ့်မယ်တရားရောက်ကသတ်မှတ်ထားတာနဲ့တွေးဖယ်တဲ့အပြုမှုတစ်ခုလှုပ်လိုက်ရင်အပြစ်တံပေးတာကိုခံရလိမ့်မယ်အဲ့ဒလာဟာစုပေးတံပေးနဲ့တိဆောက်ထားတဲ့ပညာရေးစနစ်ကိုအတော်လေးဝေဖန်ပြောဆိုခဲ့တယ် ဲ့ဒါဟာလူတွေကိုမှားယွင်းတဲ့ဘဝနေထိုင်မှုပုံစံတွေတဲကိုရောက်သွားစေနိုင်တယ်။တယောက်မှငါ့ကိုချီးမွမ်းထောပနာမပြုရင်ငါလောက်တာမှားနေပြီ။ဘသူမှငါ့ကိုအပြစ်မတင်ဘူးဆိုရင်ငါလောက်တာမှန်နေတယ်ဆိုတဲ့စဉ်းစားပုံမျိုးတဲလူတွေကိုရောက်သွားစေလိမ့်မယ်။မင်းဟာအမိုက်စကောက်ကလေးကလူတွေငါ့ကိုချီးမွမ်းရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးကိုထူထောင်ပြီးနင့်နေပြီးဖြစ်နေပြီ။ဆိုတော့ဘသူကမှအတိမတ်ပြုချီးမွမ်းတာမျိုးမလုပ်တဲ့အခါမှာမင်းဟာမခံမရနိုင်ဖြစ်လာတာဒါမှမဟုတ်အဲ့ဒီလောက်ကိုဘယ်တော့မှထပ်မလုပ်ဖို့ဆုံးဖြတ်လိုက်တာမျိုးတွေဖြစ်လာတော့တာပဲ။ ရှင်းလင်းသေးကြတာတခုကတော့အဲ့ဒီအခြေအနေဟာတခုခုမှားယွင်းတဲ့အနေအထားတခုဖြစ်နေတယ်ဆိုတာပဲမဟုတ်ဘူးခမရအရာရာကိုသေးဖွဲတိမ်နှုတ်အောင်လုံးမပြစ်ဖို့ကျွန်တော်ပြောချင်တယ်ပညာရေးစနစ်အကြောင်းကိုတော့ကျွန်တော်မငင်းခုံချင်ပါဘူးခမရချစ်ခင်နှစ်သက်တဲ့သူတွေစီကအတိမတ်ပြမှုကိုလိုချင်တာခမရရင်းနှီးတဲ့လူတွေရဲ့လက်ခံမှုကိုလိုချင်တာတွေဟာပုံမှန်စိတ်ဆန္ဒတွေလို့တော့ကျွန်တော်ပြောချင်တယ်မင်းဆိုးဆိုးရွားရွားကိုမှားနေပြီဒီမှာ ငါတို့ဟာအခြားသူတွေရဲ့မျော်မင်းချက်တွေကိုဖြည့်ဆည်းပေးဖို့ရှင်သန်နေကြတာမဟုတ်ဘူးကွ။ခင်ဗျားဘာလို့ဆိုလိုတာလဲ။မင်းဟာအခြားသူတွေရဲ့မျော်မင်းချက်တွေကိုဖြည့်ဆည်းပေးဖို့ရှင်သန်နေရမဟုတ်တလို့။ငါဟာလည်းအဲ့ဒါလိုဖြည့်ဆည်းပေးဖို့ရှင်သန်နေရမဟုတ်ဘူး။လူတွေရဲ့မျော်မင်းချက်တွေကိုဖြည့်ဆည်းပေးဖို့ကမလိုအပ်ပါဘူး။ဒါကငါဘူဟုပြုစဉ်းစားမှုတစ်မျိုးပဲ။လူတစ်ယောက်ဟာကိုယ့်ကိုယ်ကိုအတွက်ပဲစဉ်းစားပြီးကိုယ်ဖြောင့်မတ်မှန်ကန်မှုနဲ့ကိုယ်ပဲနေထိုင်သင့်တယ်လို့ခင်ဗျားပြောချင်တာလား။ ဂျူးဘာသာတရားရဲ့သင်ကြားမှုမှာဆိုရင်ဒီလိုအမြင်မျိုးကိုရှာဖွေကြရတယ်။ဘလို့လဲဆိုတော့မင်းဟာမင်းဘဝကိုမင်းကိုယ်တိုင်အတွက်ရှင်သန်နေထိုင်မှုမပြုရင်အခြားဘယ်သူကများမင်းအတွက်ရှင်သန်နေထိုင်ပေးမှာလဲဆိုတဲ့အမြင်ပဲ။မင်းဟာမင်းကိုယ်ပိုင်ဘဝအတွက်ရှင်သန်နေထိုင်ရတာဖြစ်တယ်။မင်းဘဝကိုဘယ်သူကနေထိုင်ပေးနေတာလဲလို့စဉ်းစားကြည့်တဲ့အချိန်မှာမင်းကိုယ်တိုင်ပဲရှင်သန်နေထိုင်ရတာဖြစ်တယ်ဆိုတာကိုတွေ့လိမ့်မယ်။မင်းဘဝအတွက်မှမင်းရှင်သန်နေထိုင်မနေရင်မင်းစားဘယ်သူကရှင်သန်နေထိုင်ပေးမှာလဲ။ အဆုံးစွန်ဆုံးမှာငါတို့ဟာငါဆိုတာကိုပဲစဉ်းစားကြတာပါအဲ့ဒါလို့စဉ်းစားပြီးနေထိုင်တာမျိုးမဟုတ်တဲ့အတွက်ဘာအကြောင်းမှမရှိပါဘူးဆိုတော့ခမရဟာနတ္ထိကဝါဒဆိုတဲ့အစိတ်မိတဲ့သူပဲအဆုံးစွန်ဆုံးမှာငါတို့ဟာငါဆိုတာအတွက်ပဲစဉ်းစားကြတာပါလို့ခမရပြောခဲ့တယ်နော်အဲ့ဒါလို့ငါအတွက်ပဲစဉ်းစားပြီးနေထိုင်တာကအဆင်ပြေပါမလားဘလောက်တနာစရာကောင်းတဲ့စဉ်းစားနည်းလဲဗျာအဲ့ဒါကနတ္ထိကဝါဒလုံးဝမဟုတ်ပါဘူးနတ္ထိကဝါဒနဲ့ဆန့်ကျင်ဘက်ပါပဲ လူတယောက်ဟာအခြားသူတွေရဲ့အတိမတ်ပြမှုကိုရှာဖွေနေတယ်ဆိုရင် ပြီးတော့အခြားသူတွေကကိုယ့်ကိုဘလို့ထင်မြင်ကြမလဲဆိုတာကိုစိုးရိမ်ပူပန်နေတယ်ဆိုရင်အဆုံးသတ်မှာသူဟာအခြားသူတွေရဲ့ဘဝတွေမှာလိုက်လံနေထိုင်နေတဲ့သူတယောက်အဖြစ်အဆုံးသတ်သွားမှာပဲအဲ့ဒါကရောဘာကိုဆိုလိုတာလဲအတိမတ်ပြခံရဖို့ကိုအလွန်မင်းဆန္ဒရှိနေခဲ့ရင်အခြားသူတွေကမင်းကိုဒီလိုလူစားမျိုးအဖြစ်မြင်ကျင်နေဆိုတော့မျှော်မှန်းချက်ကြီးကိုပဲလိုက်ဖြည့်ဆည်းပေးဖို့ကြိုးပမ်းနေတဲ့သူတယောက်ဖြစ်သွားလိမ့်မယ် တနည်းပြောရရင်မင်းဟာမင်းရဲ့ပင်ကိုအရှိတရားကိုစွန့်ပစ်ပြီးခြားသူတွေဖန်တီးပေးတဲ့ဘဝထဲမှာသွားရောက်ရှင်သန်နေထိုင်တဲ့သူမျိုးဖြစ်လာလိမ့်မယ်။ပြီးတော့ဒါကိုမှတ်ထားပေးပါ။မင်းဟာခြားသူတွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးဖို့ရှင်သန်နေထိုင်တာမျိုးမဟုတ်တော့ဘူးဆိုရင်ခြားသူတွေကလည်းမင်းရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးဖို့ရှင်သန်နေထိုင်နေတာမျိုးဟုတ်မှာမဟုတ်တော့ဘူး။ဇုံတယောက်ဟာမင်းသူ့ကိုပြုမှုစေခြင်းတဲ့အတိုင်းပြုမှုမှာလည်းမဟုတ်တော့ဘူး။ဒါပေမဲ့အဲ့ဒါကစိတ်ဆိုးဒေါသထွက်စရာလည်းမဟုတ်ဘူး။အဲ့ဒါဟာပုံမှန်ခြေနေပါပဲ။ မဟုတ်ဘူးအဲ့ဒါလိုမဟုတ်ဘူးအဲ့ဒါဟာကျွန်တော်တို့လူ့အဖွဲ့အစည်းကိုအခြေခံအုတ်မြစ်ကနေလှန်ပစ်လိုက်တဲ့အဆိုတစ်ခုပဲဒီမှာကျွန်တော်တို့မှာအတိမတ်ပြုခံခြင်းနဲ့ဆန္ဒဟာရှိနေတယ်ဒါပေမဲ့ခြားသူတွေစီကအတိမတ်ပြုမှုကိုရဖို့ဆိုရင်ကျွန်တော်တို့ဟာဥဆုံးအနေနဲ့ခြားသူတွေကိုလည်းကျွန်တော်တို့ကစပြီးအတိမတ်ပြုပေးရမယ်ဘာကြောင့်လဲဆိုတော့လူတယောက်ဟာအခြားသူတွေခြားသူတွေရဲ့တံမိုးထားမှုပုံစံတွေကိုအတိမတ်ပြုမှသာခြားသူတွေကလည်းသူ့ကိုပြန်လဲအတိမတ်ပြုမှဖြစ်တယ် အဲ့ဒါလို့အပြန်အလှန်အတိမဲ့ပြုမှုပေါ်မှာအခြေခံပြီးကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းကိုတိစောက်ထားတာဖြစ်တယ်။ခမရရဲ့အဆိုဟာဆက်ဆုပ်စရာကောင်းတဲ့အန္တရာယ်များတဲ့စဉ်းစားပုံနည်းလမ်းတစ်ခုဖြစ်တယ်။အဲ့ဒါကလူတွေကိုတကိုယ်တည်းတီးခြားဖြစ်စေပြီးပဋိပက္ခတ်တွေကို ပေါ်ပေါက်စေလိမ့်မယ်။အဲ့ဒါဟာမယုံကြည်မှုတွေတန်တရားတွေကိုပေါ်ပေါက်လာစေနိုင်တဲ့အင်မတန်ဆိုးရုပ်တဲ့အယူဆတစ်ခုပါပဲ။မင်းမှာတော်စိတ်ဝင်စားစရာကောင်းတဲ့ဟောဟာရတွေရှိနေတာပဲ။လေတံကိုမြင့်ပြီးပြောနေစရာမလိုပါဘူး။ ါကိုငါတို့အတူစဉ်းစားကြည့်ကြရအောင်လူတယောက်ကအတိမတ်ပြုခံခြင်းနဲ့အဲ့ဒါလိုမှအတိမတ်ပြုမခံရရင်သူနာကျင်ခံစားရလိမ့်မယ်လူတယောက်ဟာအခြားသူတွေစီကဒါမှမဟုတ်သူမိဘတွေစီကအတိမတ်ပြုမှုကိုမရခဲ့ရင်သူဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမှာမဟုတ်ဘူးအဲ့ဒါလိုဘဝမျိုးကိုကြမ်းမာကောင်းမွန်တဲ့ဘဝလို့ပြောလို့ရပါမလားဆိုတော့တယောက်ယောက်ကဖျားသခင်ဟာစောင့်ကြည့်နေတယ်ဒါကြောင့်ကောင်းတာလုပ်ရမယ်လို့ပြောလိမ့်မယ်ဒါပေမဲ့အဲ့ဒီဟာနဲ့နတ္ထိကဝါဒအမြင်ဖြစ်တဲ့ဖျားသခင်မရှိဘူး ဒါကြောင့်မကောင်းတာလည်းလုပ်လို့ရတယ်ဆိုတဲ့အမြင်ဟာအကျွေစိတ်တစ်စိတ်ရဲ့မျက်နှာစာနှစ်ဖက်ဖြစ်မနေဘူးလားဖျားသခင်မရှိဘူးလို့ပဲဆိုကြပါအောင်ဆိုအဲ့ဒီအခါမှာငါတို့ဟာဖျားသခင်ရဲ့အတိမတ်ပြုမှုကိုရနိုင်မှာမဟုတ်တော့ဘူးဒါပေမဲ့အဲ့ဒါလို့ဖျားသခင်ရဲ့အတိမတ်ပြုမှုကိုမရပေမဲ့လည်းငါတို့ဟာငါတို့ဘဝမှာဆက်လက်ရှင်သန်နေလို့ရသေးတယ်ရပဲတကယ်တော့ဖျားသခင်မရှိဘူးဆိုတော့ကဘာဆိုတဲ့နတ္ထိကဝါဒကိုကြော်လွားဖို့ရအတွက်ငါတို့ဟာလူတွေရဲ့အတိမတ်ပြုမှုကိုလွတ်တယ်ဆိုတဲ့အမြင်ကိုညှင်းပယ်ရလိမ့်မယ် ဒီဘုရားသခင်ကြောင်းပြောနေတာတွေကိုကျွန်တော်လုံးဝကြည့်မဆိုင်ဘူး။နေ့စဉ်လှုပ်ရှားရုန်းကန်နေတဲ့လူတွေနဲ့တကယ်စစ်မှန်တဲ့စိတ်နေစိတ်ထားအကြောင်းကိုပို့ပြီးတိုက်ရက်ကြကြနဲ့ရှင်းရှင်းလင်းလင်းစဉ်းစားကြည့်ပါ။ဥပမာအားဖြင့်လူမှုဆက်ဆံရေးရအတိမတ်ပြုခံခြင်းနဲ့စိတ်ဆန္ဒအကြောင်းလူတယောက်ဟာသူ့လုပ်ငန်းမှာတဆင့်ထက်တဆင့်မြင့်တက်အောင်ဘာကြောင့်ကြိုးစားနေသလဲ။လူတယောက်ဟာဂုံအဆင့်အတန်းနဲ့ကြော်ကြားမှုကိုဘာကြောင့်ရှာဖွေနေသလဲ။စတဲ့အကြောင်းအရာတွေပေါ့။အဲ့အရာတွေဟာရေးပါတဲ့တယောက်ယောက်အဖြစ်လူအဖွဲ့အစည်းတစ်ခုလုံးကအတိမတ်ပြုရာကိုခံယူခြင်းနဲ့ဆန္ဒကြောင်းပဲ။ အဲ့ဒါဟာအတိမတ်ပြုခံခြင်းနဲ့စံတာပဲဆိုတော့အဲ့ဒီအတိမတ်ပြုမှုကိုရပြီးတဲ့နောက်မှာမင်းဟာပျော်ရွှင်မှုကိုတကယ်ပဲရှာဖွေ တွေ့ရောလားသူ့ရဲ့လူမှုဆက်ဆံရေးအဆင့်တန်းကိုထူထောင်နိုင်ပြီးတဲ့လူတယောက်ဟာအမှန်တကယ်ပဲပျော်ရွှင်မှုကိုခံစားရပြီလားအဲ့ဒါလို့တော့မဟုတ်ဘူးပေါ့ဒါပေမဲ့အဲ့ဒါကခြားသူတွေကအတိမတ်ပြုခံရဖို့ကြိုးစားတဲ့အချိန်မှာလူသားအားလုံးနှိပါးဟာအဲ့ဒီရည်မှန်းချက်ပြည့်ဖို့ရနီလန်းအဖြစ်တခြားသူတွေရဲ့မျှော်မှန်းချက်တွေပြည့်ဝသွားအောင်လုပ်ပေးကြရတယ် ပြီးတော့အဲ့ဒါကတင့်လျော်မှန်ကန်တဲ့အလုပ်ကိုလှုပ်လိုက်ရင်ချီမွန်ထောပနာပြုမှုကိုခံရမယ်ဆိုတော့စုပေးတံပေးပညာရေးစနစ်ကြီးတွေကအတွေးစည်းကြောအတိုင်းလိုက်ပါစီမျောနေတာဖြစ်တယ်။ဥပမာအားဖြင့်မင်းလှုပ်နေတဲ့အလုပ်ရဲ့အဓိကချက်ကထားသူတွေရဲ့မျှော်မှန်းချက်တွေကိုပြည့်ဝကျေနပ်စေဖို့ဆိုရင်အဲ့ဒီအလုပ်ဟာမင်းအတွက်အင်မတန်မှခက်ခဲဝင်ပြီးနေစေလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အခြားသူတွေမင်းကိုကြည့်နေပြီးအကဲဖြတ်ဆုံးဖြတ်နေကြတာကိုမင်းအမြဲတမ်းစိုးရိမ်ပူပန်နေရလိမ့်မယ်။ပြီးတော့မင်းရဲ့ငါ အတ္တကိုလည်းမင်းဖိနှိပ်ထားရလိမ့်မယ်။ငါပြောလိုက်ရင်မင်းအံ့ဩသွားလိမ့်မယ်။ငါစီကိုတိုင်မင်ဆွေးနွေးကုသမှုခံယူဖို့ရောက်လာတဲ့ငါလူနာတွေအားလုံးဒီပါဟာအတ္တကြီးတဲ့တကူကောင်းသမားတွေမဟုတ်ကြဘူး။အဲ့ဒီအစားမှာတို့ဟာတို့ရဲ့ဆရာတွေတို့ရဲ့မိဘတွေစတဲ့ခြားသူတွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းဖို့ကြိုးပမ်းရင်းစိတ်ဒုက္ခကိုခံစားနေရတဲ့သူတွေကြီးပါပဲ။ဆိုတော့သူတို့ဟာကိုကိုကိုဘ ਹੁ ပြုတ်တဲ့နီလန်နဲ့ကောင်းကောင်းမွန်မွန်မပြုတ်မူနိုင်ကြတော့ဘူးဖြစ်သွားကြတော့တာပါပဲ။ ဆိုတော့ကျွန်တော်တကူကောင်းစိတ်မွေးရမှာလားတခြားသူတွေအတွက်ထဲ့မစင်စားပဲမပြုတ်မှုပါနဲ့ဒီချက်ကိုနားလည်ဖို့အတွက်အဒလာစိတ်ပညာက တာဝန်ခွဲခြားခြင်းလို့ခေါ်တဲ့သဘောတရားကိုနားလည်ဖို့လိုလိမ့်မယ်တာဝန်ခွဲခြားခြင်းဟုတ်လားဒါကဝေါ်ဟာရအသက်ပဲအဲ့ဒီအကြောင်းကြားပြစေအောင်လူငယ်ရဲ့မယိုးမယွားဖြစ်နေတဲ့စိတ်ဟာအထွတ်အထိပ်အထိတက်လာပါတယ်အတိမဲ့ပြုခံလိုတဲ့စိတ်ကိုညှင်းပယ်ရမှာလားအခြားသူတွေရဲ့မျှော်မှန်းချက်တွေပြေဝအောင်လိုက်လုံမနေရဘူးလား ကိုကိုကိုပို့ပြီးဗဟုပြုတဲ့နီးလန်းနဲ့နေထိုင်ရမှာလားဒီဒသနာပညာရှင်ဘာတွေပြောနေတာလဲတိမှတ်ပြုခံခြင်းစိတ်တက်တက်ဟာလူတွေချင်းချင်းပူးပေါင်းနေထိုင်ကြဖို့အတွက်နဲ့လူအဖွဲ့အစည်းကြီးဖြစ်တည်လာစေဖို့အတွက်အကြီးမားဆုံးတွန်းအားမဟုတ်ဘူးလားဒီတာဝန်ခွဲခြားခြင်းဆိုတဲ့အတွေးအမြင်ကသူ့ကိုမကျေနပ်စေနိုင်ရင်ဘာဖြစ်မလဲဆိုပြီးတော့လဲသူတွေးတောနေမိပါတယ်ဒီလူဒါမှမဟုတ်အဲ့တလာကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါလက်ခံနိုင်မှာမဟုတ်ဘူး ငါလက်ကြံဘွားတစ်ချောက်လုံးမှာဒီအတွေးမြင်ကိုလက်ခံသွားဖို့ကဖြစ်နိုင်မှာမဟုတ်ဘူး။ဟုတ်ကဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲကြည့်တာခဏရှင်းနာလိုက်ပါစေနော်။နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။ကျမ်းမာပြီးကင်းကြပါစေ။